က်များလုံးပဲမင်္ဂလာပါရှင် ASS Audio Bo Channel ကနေပြီးတော့ပြန်လည်ထူဆူလိုက်ပါတယ်ဒီခါဖတ်ပြပေးခြင်းနဲ့ဝိတုတိုလီရဲ့ခေါင်းစဉ်ကတော့ဆရာကြီးတော်ရာဆွေရေးသားထားတဲ့ရမ်းမတော်ဖို့တော့သူမဟုတ်ရန်ကုန်မြို့ကြီးညဘရင်ဆိုတဲ့ဝိတုကိုဖတ်ပြပေးခြင်းပါတယ်ထိုခေတ်က၌ရန်ကုန်မြို့ရဲ့ညဘရင်ကိုကျွန်တော်သည်ဘာလို့ရာစာတောင်းဆက်ချာဤမမြင်ခွေရရင် မြင်ဘူးခဲ့ရလေသည် ထို့ညာသူ၏ညီလာခံသဖြင့်မှာသင်္ကန်းဝတ်သူနှုံးနှင့်အရက်တောင်းနေခြင်းပင်ဖြစ်သည်ထို့သင်္ကန်းဝတ်သူနှုံးကရဟန်းအစစ်မဟုတ်ပါ1940ခုနှစ်ကကျွန်တော်တငယ်ချင်းအပါဒီကောင်ကယခုပင်ရှိပါသေးသည်ထိုတက်ကြရတွင်တရံရောအခါ၌ဒီကောင်ကမြားတဝေကိုခေါ်လျာပလက်လန်ကြခဲ့တဲ့နေအခြေမြေပင်ခြေတင်စားလူငယ်တို့ရဲ့ထုံစံအတိုင်းအပြင်းအထန်စိတ်နှလုံးထိခိုက်တော့သည်ဟေ့တငယ်ချင်းရ ငါတော့တကယ်အကြီးကျယ်ကိုစိတ်ညစ်ပြီကွာကျွန်တော်ကဒီလိုပွဲမှုကြုံပူပေါင်းများပြီဆိုတော့အေးငါဒီသားပဲကွာရှေးလူကြီးသူမတွေကတော့ရီးစားလူလူဦးနှုတ်ကြွက်ခက်လို့ပြောတာပဲအခုငါကောင်းထဲမှာဖြစ်နေတာကတော့ဝါစုဖျောင်းနိုင်ကြီးတခုထွန်းထားသလိုပူရှိန်နေပြီဖားတကောင်အရှင်လက်လက်လှုတ်ထားသလိုပဲတတိန်းခုံးနေတယ်ကွာအေးပေါ့ကွာတကြောင်တကာတာတေရွာတပုတ်ဆန်းဆိုတာလို့ဒူးနဲ့တူခံစားမှုဥပမာပြပုံချင်းမတူကြဘူးပေါ့ကွာ ငါတို့ကငရဲတကောင်ပြာလူပြီးတော့ရင်ကောင်းထဲမှာလှုပ်ထားသလိုပဲအောင်းမိခဲ့တယ်ကွာ။ကဲဒီတော့ဒီငရဲလူကောင်ဖားလူကောင်ဒူးရင်ကောင်းထဲမှာဝင်းခုန်နေတာကိုဘယ်နဲ့လို့ရမလဲကွာ။ကျွန်တော်တို့လူပြူပေါင်းစိတ်ကူအတိုင်းအရက်နဲ့လောင်းတတ်ပေါ့ကွာ။အေးဟုတ်ပြီ။နှုတ်ပြီ။လှေမျောလှေနဲ့လိုက်ငွေမျောငွေနဲ့လိုက်ဆိုတာလို့များမျောများနဲ့လိုက်ရတယ်ကွာ။အေးမင်းပြောသလိုဟုတ်တော့ဟုတ်တယ်ကွာ။ ဒါပေမဲ့ live ပုံများကဘယ်မလဲ။ထာဝရအဖို့တော့မဟုတ်ဘူးပေါ့ကွာ။တခဏအတွက်မှာတော့ universal လို့ stream တော့ online တယ်။ new york တို့ hong kong တို့မှာညာနဲ့အရက်ကစားပွဲနဲ့တွဲနေတယ်မဟုတ်လား။ All right, all right. Very good idea. But အဲ့ဒီ hotel ကြီးသွားဖို့မန်နီကဟာဒါတော့မင်းကိစ္စမင်းကြံပေါ့ကွာ။ငါထီစီရေးမာလေးနဲ့တော့ငါရွှေကြည်သီးပောင်ရတယ်မဟုတ်လားလို့ ။ဤနေရာ၌ထိုကဲက TCA မဆိုရီအကြောင်းခထဖြတ်ပြောခြင်းမယ်။ထိုကဲကထီဆိုင်တို့ကယခုခေတ်လိုအောင်စုပိုင်းကံတော်ကြီးကံတော်ကလေးစတဲ့နာမည်တွေတက်ပြီးတော့နေရာအနှံ့ပြားမှာဖွင့်ကလူသူမျိုးရရောင်းချကြသည်မဟုတ်ထီဆိုင်တွေကတိမ်ကြီးစေးလိုစကော့စေးလိုအကွက်ကွင်းချက်ချမှာလှလပပကြီးပြင်ဆင်ပြီးတော့မိမချော်လှလလေးတွေမှရောင်းချကြတာ။အခုခေတ်လိုမျိုးဘယ်ဆိုင်ဘလောက်အပေါင်များတယ်လို့သတင်းစာထဲမှာထည့်ပြီးတော့မကြညာကြ။ မိန်းကလေးလှက်လာကိုသာဗန်းပြထားကြတာအဲ့ဒီမိန်းကလေးတွေကလစားလဲရတယ်ရောင်းရတဲ့ထီစာရွက်ပေါ်မှာကော်မရှင်လဲရတယ်ဒါကြောင့်အဲ့ဒီမိန်းကလေးတွေကထီလက်မှတ်များများရောင်းရအောင်မြှုပ်ဆွဲတတ်ကြတယ်သူတို့ကိုယ်တို့လည်းထီကဘာရီကဘာအပြောခံရတာကိုခံကြရတယ်ယခုခေတ်မိန်းလေးတွေကရုပ်ရှင်မင်းသမီးလှုပ်ချင်ကြတဲ့သူထိုခေတ်ကမိန်းကလေးတွေကထီစီမလှုပ်ချင်ကြတယ်ထိုခေတ်က ခေါ်တဲ့ကာလာသားတို့ကတင်ကြီးစီထီုံတန်းနဲ့စကော့စီအလေပေါ့ဝနိုင်စင်အောက်ကအထီစီမလေးလှပုံကိုသတိရကြပေးဦးမယ်။ထိုခေတ်ကအထီစီမကိုခေါ်ရပုံကလည်းလွယ်လာသည်မဟုတ်ပါ။တခါစကားပြောခြင်းနဲ့ထီတဆောင်တို့ငွေနှကြက်ကုန်ရပါ යි ။ကျွန်တော်ကမိုင်းမဲစွာငွေနှကြက်စီအလီလီကုန်ခြင်းဖြင့်တင်ကြီးစီထီုံမကောင်မလေးတစ်ယောက်နဲ့ရင်ငံမိသည်ဆိုကြပါစို့။သူ့နာမည်ကဘေဘေ။တရုတ်ကဗျာမလေး။လိစာကတရားရှိ။ရွှေတောင်တန်းမှာနေတယ်။ မတ်ရွှေကျော်ကယခုရှိပါတော့90ကျော်အတော်ကြီးဖြစ်နေလာပြီပေါ့သူနဲ့ကျွန်တော်ကစာပေးစာယူဖြစ်ခဲ့ကြပြီးတော့တဲမကြလားသူ့ထီဆိုင်ကိုမလာတော့တဲ့ဖြင့်သူနဲ့နှစ်ယောက်အတူတွဲထားနေရှိတဲ့မိန်းကလေးကိုမေးကြည့်တော့ဘေဘီကရှိကိုချစ်ပါတယ်ဒါပေမဲ့သူကဒီထီဆိုင်ပိုင်ရှင်တရုတ်ရဲ့မယံငယ်ပဲဟုတ်သိရတဲ့ခါနိုင်ကျွန်တော်အသေးကွဲတဲ့သဘောပေါ်ခင်ဗျာခုနကကျွန်တော်တငယ်ချင်းအဖို့ကိုကျွန်တော်ပြောတဲ့အတိုင်းညာမျောများနဲ့လိုက်ဆိုတဲ့အတိုင်းရွှေကျဲသီးကိုပေါင်းပြီးတော့ စားတွေနေရငါတွေရတော့ဟိုတယ်များတို့ကျွန်တော်လိုက်သွားခဲ့တယ်။အီနီလန်းကိုကျွန်တော်ကညွှန်ပြခြင်းဟာအမကခေတ္တမြတိတ်ဆိတ်နေပြီးနောက်ရုပ်တရက်ပြောင်းလဲသွားတဲ့မျက်နှာနဲ့အဲဟုတ်တယ်ဟုတ်တယ်ဒီနေရာမှာငါမိမိကိုငါထိုင်ပြီးတော့ရှိခိုးခြင်းနဲ့ကွာဘာလဲမိမိမိကထိုင်ပြီးရှိခိုးတာနဲ့ပတ်စံပြီးတယ်လားလူစုံငါပါလိုက်ခိုးမယ်ကွာအိုးနိုအဲ့လိုမဟုတ်ဘူးငါမိမိကငါကိုထိုင်ပြီးရှိခိုးခြင်းစိတ်ပေါ်တာကငါမိမိရဲ့မိတတ်တဲ့အကွာကွာ ။အိုးမင်းကလေမင်းတက်တဲ့အတွက်ကိုသာထိုင်ပြီးရှစ်ခိုးရမယ်ဆိုရင် ဖွဲ့တွေပဒက်တွေဖျားဖြစ်ကုန်မှာပေါ့ရောကွ။သူကစိတ်ပြတ်ဟန်နဲ့ခေါင်းကိုခါလိုက်ရင်းနဲ့တဲဒီခေါင်းကနားဝေးရံကောငါပြောချင်တာကဒီလိုကွငါမိမိကမေးတတ်တဲ့အတွက်ငါဘက်ဆန်ရှားပေါက်ဖြစ်လာတာမို့ငါပြောတာကွငါမိမိမေးတတ်တာကဘယ်လိုလဲသိလားဘက်ဆန်တတဖွင့်ပြီးတောင်းမပေးပဲထားတတ်တယ်ရေချိုးကနေနှံတောင်းလို့ လက်စွပ်တို့ကိုချုပ်ပြီးတော့ဘယ်နေရာမှာထားမှန်းမသိဘဲနဲ့ဖြစ်တတ်တယ်။ဒါကြောင့်သူ့ပစ္စည်းတစ်ခုခုပြောင်းရင်ဘယ်သူမှမစိုးစွဲရဘူး။သူအထားမှားတာပဲ။တစ်ချိန်ချင်းပြန်တွေ့မှာပဲလို့ထင်နေတာကွ။သို့သောအပအမေဒေါ်ဝါစင်ရဲ့စိန်လက်စွပ်တခွင်ကမကြမီအတွင်၌ထာဝစင်ပြောင်းဆုံးသောအဖြစ်သို့ရောက်ရှိသွားလေသည်။ထူလက်စွပ်ကို35ကျပ်နဲ့ပေါင်းပြီးတော့35ကျပ်15ပဲရှိနေတာအပနဲ့ကျွန်တော်ဒီရန်ကုန်မြို့သို့လာခဲ့ကြတာအပက ငါတို့ဒီငွေမကုန်မချင်းဟိုတယ်စေအောင်တက်ပြစ်မယ်ကွာအခုဘယ်ဟိုတယ်ကနေစသွားကြမလဲထိုခွေးကငွေအစိတ်30ကမနေပါကြီးထိုစင်လိုက်ကျွန်တော်ဒီတစ်ချက်တစ်ပဲတန်တီတစိတ်ဘီယာတက်လုံးမြတောက်လိုက်လျင်ပင်မူးရတော့စီးစိန်ခန်းစားရတော့တမရဖြစ်ပါတယ်ကျွန်တော်ဒီခခင်စီကိုပထမဆုံးသွားမယ်ကွာထိုစဉ်ကာလ၌ခင်ခင်ဆိုလျင် Universal Hotel ဖြစ်သောဤဘက်မှကျင်လည်ကြကုန်တဲ့သူတို့ကောင်းသားတို့တည်ကုန်ကြပါတယ် ခင်ခင်က ယူနီဘာဆယ်ရဲ့အလှပြင်မှနှောက်ပြီးတော့အကင်းစီသွားကြမယ်ကျွန်တော်စကားဆက်ဤအကင်းဆိုတာကတရုတ်ကဗျာမှဘဝကိကိကလေးစစ်ထရဲဟိုတယ်ရဲ့စတာ၎င်းစစ်ထရဲမှာယခုစစ်ထရဲမဟုတ် Chinese စစ်ထရဲဟိုတယ်လို့အင်္ဂလိပ်လိုရေးထားတယ်အခုလက်ရှိစစ်ထရင်ဟိုတယ်ကထိုကိကဥရောပသားများအတွက်တသက်သာဖြစ်တယ်။ Universal ဟိုတယ်မှာအပေါက်ဖက်ကိုမျက်နှာမူထိုင်နေတဲ့ငွေသိန်းစင်းကင်တရုတ်ကြီးအတန်က သူလက်ကပထမဆုံးနှိပ်လိုက်တဲ့ခေါင်းလောင်းတံနဲ့အတူပေါ်လာသည်၌အခန်းထိမ်မှုဝိမအထွက်လာက ကျွန်တော်တို့အားလွတ်လပ်သောအခန်းတစ်ခုကိုပို့လေတယ်။ကဲဘာသုံးဆောင်ကြမလဲပြော။အဘာဒီထိုမိမ၏ပါးကိုတစ်ချက်နမ်းလိုက်ပြီ။ဒီနှလုံးရဲ့ဘဲကင်ရဲ့ခင်ခင်ရဲ့သုံးခုအတူလွှတ်လိုက်ပါ။ကျွန်တော်အဖို့ကတော့များတဲ့ Custom Secret ဤစဉ်ကလာကျွန်တော်တောက်တီမှာသုံးပေးပေးရတဲ့ Custom Secret ။မြကအီဟိုတယ်မှာကျွန်တော်အဆက်။မြကခင်ခင်လောက်တော့မနှိမ်ကြီး။သို့တော့သဘောတကာရကောင်းရင်ကျွန်တော်ထက်နှစ်နှစ်မြကြီး။မြကကျွန်တော်အားမောင်လေးကိုခေါ်ပြီးတော့အမြူအချော့ကောင်းရင်တွေးနေရင်လည်းမမမြလာနေပြီ။ဟော၊မမမြမောင်လေးဒီမှာ သူမ၏တပွေးတပိုက်ကိုလုံးကြီးကို ကျွန်တော်ကစီးပြီးတော့ပွေဖက်လိုက်လေသည်။အဘကတော့သူ့ခင်ခင်မလာသေး၍မကျင်နဲ။ဘယ်မလဲဗျခင်ခင်။ ။မြသည် ကျွန်တော်ပါးကိုတစ်ချက်ပြန်မွေးလိုက်ပြီးတော့နေပါအောင်ကွယ်လာပါလိမ့်မယ်ပြောခဲ့ပါတယ်။ကျွန်တော်မှန်သိရဲ့လား။သူမြင်လိုက်ပါတယ်။ခင်ခင်မှာဤဟိုတယ်တွင်လူကြိုက်အများဆုံးဖြစ်၍သူခမရမှာလည်းတို့ကအခိုင်အတန်းလိုလိုလျှောက်ပြီးတော့ဖြောပြရတယ်။သူမလာရင်စူပူကြကြိမ်မောင်းကြ သူ့အတန်းနဲ့အရန်ဖြစ်ကြသူများကြီး။ကျွန်တော်တို့ဒီထိုညတွင်ဤဟိုတယ်၌အရန်မဖြစ်ခဲ့ရပါဘူး။ စစ်ထရေးဟိုတယ်ကအကင်းဆိုတဲ့တရုတ်ကဗျာမာလီအတွက်လေကတော့ကစမများခဲ့ရ။အွန်လောက်ကလှမီအတွက်လည်းမီးတည်ခဲ့ပါသေးတယ်။သို့တော့နောက်ဆုံးပိတ်နန်းယုံဟိုတယ်ကြကမှာတောက်ကျိုးနဲ့ဘာမဟုတ်တဲ့ငနေမတရားအတွက်နဲ့အချိန်ကတကောင်ရန်နီးနေပြီ။ဤဟိုတယ်တွေမှာည7နာရီပိတ်ကြသည်။စက်တိတ်ခွဲလျင်ဧည့်သည်ဆဲရတယ်။နောက်ထပ်မလာရ။ကျန်လူများကိုပြန်ဖို့အတွက်တရုတ်ကြီးတွေကလိုက်ပြီးတော့ဝန်နိုင်ပေးရတယ်။ အဲ့ဒီအချိန်မှာအိတ်ခန်နဲ့မိန်းကလေးများလည်းနှဲသွားလိမ့်ပြီအเจ้าမှာအချို့လဲအိတ်ခန်ရဲနဲ့အစည်းတဲသွားသူနဲ့အော်လာလိုက်ကုန်ကြတယ်ဟောတဲ့အပေါ်တဲ့အိတ်ခန်များကိုတက်ကုန်ကြတယ်ရင်းအချိန်မှာကျွန်တော်တို့အခန်းနဲ့မြန်နေချင်းဆိုင်အခန်းနှစ်ခုပင်ငနေမနဲ့တကောင်သာရှိတော့တယ်ဒါကိုဟိုဘက်ဒီဘက်လူးကြလိမ့်တယ်ဟဲ့ကျူးကျူးခေါ်နေတာမကြားဘူးလားအပါသည်ဝမ်းကောင်းတဲ့ပောင်းကုန်ပြီးတော့អော်လိုက်ရာတစ်ဖက်ခမ်းမအယောက်ျားတန်တစ်ခုက ဟိတ်ကြားတယ်ကွာ မလာဘူးကွာရှင်နိုင်အတော်မူးနေပြီဖြစ်တဲ့ကျွန်တော်လက်ထဲကဖန်ခွက်ကသူတို့အခန်းထဲကိုကိုလွန်ကလေးကြလိတယ်သူတို့အခန်းထဲမှာဝုန်းကနေထထတယ်များနဲ့အတူတဲလူဝါဝါလိုက်ပါလားတတိရှိရင်အပြင်ထွက်လာခဲ့စမ်းကျွန်တော်တို့ဒီပလင်းများကိုခိုင်းပြီးတော့အပြင်ထွက်ခဲ့ကြတာအသိပဲဟိတ်ငါတို့ကနှစ်ယောက်နော်ငါတို့ကလည်းနှစ်ယောက်ပဲโอเคခမ အမိုးသမားသူရဲကောင်ကြီးများကအပြင်းနဲ့မျက်နှာချင်းစာမိကြပြီးတော့လက်များပြင်လိုက်စဲမှာသူတို့ဘက်ကတယောက်ကရုတ်တရက်လက်ကပြီးတော့ဟိုဟိုခဏနေကြပါဦးခဏနေကြပါဦးဟုဆိုပြီးတော့အပေါ်မျက်နှာကိုကြည့်ပြီးတော့မေးစုံတော့ဥချံထွန်တာမဟုတ်လားကျွန်တော်တို့ကအသက်20လောက်သူတို့က30များဖြစ်ကြသည် အပါကတင်းမာသောမျက်နှာနဲ့ဟုတ်တယ်ဒါပါဖြစ်လဲ ်ထို့သူဤမျက်နာသည်တက္ကနာအတွင်စိတ်မှန်လျှော်သွားကအမလေးအတိမြန်ပြီလို့ပဲမှားကြတော့မလို့ကဲကဲဒိုးကပဲလျှော့ပါလေကွာလာကြလာကြဒိုးခန်းကိုငါကမင်းတို့ကိုပြုစုစမ်းပြစေအပါနဲ့ကျွန်တော်ကတရားမျက်နာတရားကြည့်ကြပြီနော်အပါကနေပါဦးခင်ဗျားကကျွန်တော်တို့နဲ့ဆွေမျိုးမို့လို့လားထို့သူသည်ဝန်သားအာရမျက်နာနဲ့အောင်မလေးဗျဆွေမျိုးလောက်ပဲကမလဲကွာ မင်းဖေကငါရဲ့အသက်တခင်ကျေးဇူးရှင်ပါလာလာအေးစိစိပြောကြတာပေါ့မကြမီကျွန်တော်တို့သူတို့အခန်းကဇပွဲတွေထိုင်ပြီးကြလေသည် သူတို့ကဂျော်နီဝါခါကိုတောက်နေကြတယ်ကျွန်တော်တို့ကဝီစကီမတောက်ချင်ကြအောင်ပြောသည်နဲ့ဘီယာနဲ့ကိုကင်နှကောင်မှာပြီးတယ်သူတို့ကတက္ကရာနှက်ပြအောင်များမှာအပေါ်အင်ဂျီများကိုဝစ်ဆင်ထားကြတယ်ညင်ချင်းဖြစ်အောင်မကဟော့တဲ့ခန်းတွင်ဖြစ်လျက်တက္ကရာအုတ်ထုတ်နှခမ်းပြန်ကြီးကိုခေါင်းပေါ်ကမချကြကြည်တယောက်သောသူက ငါ့ကိုနောက်တွင်တိတိကျကျမှတ်တာကွသူတို့ကသူ့မျက်နှာကို ထင်ရှားအုပ်ထုပ်ချွပြလိုက်ပြီးတော့ဟောဒီကောင်းလေမှာထိမ်မွေးပြောင်းနေတယ်။ငါနာမည်ကမောင်အောင်တဲ့။မင်းဖေကတော့ငါ့ကိုကောင်းကောင်းသိတယ်ကွ။ဆန်ဆန်းကလူသက်မှုတော်ကမင်းဖေငါ့ကိုကဲခဲ့တာ။ငါတမတ်သူသိတာနဲ့ဒီအမှုကိုသူတာဝန်မယူတော့ဘူး။တခြားအမှုလိုက်ရက်ကိုလွှဲပေးလိုက်တယ်။ငါကလူသက်သမားပင်မဲ့ဂျေဇူးအင်မတန်သိတဲ့တဲ့ကောင်။မင်းဖေဖေကငါငွေပေးတာလည်းမယူဘူး။ ကဲတောက်ကြကွာမင်းတို့လိုချင်တာပြောရန်ကုန်မြို့ကိုဒီအချိန်မှာတို့ပိုင်နေကွအမှုသမားတို့ဤလေလုံးထွားခြင်းကိုယုံကြည်စေရလော လူအင်္ကာရုပ်မှာပူတိုက်တိုက်တူတူတုတ်တုတ်မျက်ခွန်ထူထူအသားထူထူပေါ့ပွားကြီးတခြားထူးခြားတဲ့လက္ခဏာမရှိပေသူ့အဖော်မှာလည်းထိုနည်းနဲ့ပဲဒီအချိန်မှာရန်ကုန်မြို့ကိုတို့ပိုင်နေ ဆိုသောစကား၌ကျွန်တော်တို့သည်ဘာမှထူးထူးခြားခြားဆန္ဒပြမနေတော့ပဲနဲ့လူပြိုပေါင်းတို့၏အာသီးသားအတိုင်းအခုတောင်းနေချိန်မှာမြားတယောက်စီဖတ်ထားခြင်းသာကြောင့်ပြောသည်နဲ့ခုနကကျူးကျူးအပြင် နောက်တယောက်ကိုပါချက်ချင်းရောက်လာစီပါသည်နာမည်ကအဆွေတဲ့တယောက်ကပြမာလေးပဲအဆွေကနှိတ်ထားလဲတော်တယ်ကျူးကျူးတဲ့အများကြီးသားတယ်ဒါကြောင့်အပါကသုံးဆောင်ပါ යි ဒီညမှာတော့အပါရဲ့ပွဲပဲကို အဆွေကအယုတ်လဲချော်ပြီးတော့တေယုတ်သွေးပါတဲ့အတွက်ကြောင့်မာနလည်းကြီးပြီးတော့စိတ်တူတယ်။ဒါအတွက်ပင်ကျွန်တော်တို့သူ့ကိုကျေးဇူးတင်ရပါမိ။အဘဲကြောင့်ဆိုရင်သူ့အတွက်ပင်ကျွန်တော်တို့ကထိုးညနိုင်ရန်ကုန်မြို့ရဲ့ညဘီရင်ကိုဖူးမြော်ခွင့်ရခဲ့ပြီးသည်။အကြောင်းတော်ကတစားနဲ့တစားအမှုပူရီပူရီလာခဲ့သောအပါကဘဲထီအောင်များ လက်ကမြင်လိုက်သည်လည်းမသိ။အဆွေကရုတ်တရက်ကြီးထအောင်ကကြံတန်းသောစကားလုံးများနဲ့အစဲဆူလိုက်လေသည်။အဲ့ဒီအချိန်မှာပဲ ဒီအချိန်မှာရန်ကုန်မြို့ကိုတို့ပိုင်နေဆိုတော့လူမိုက်ကိုဆိုသူကသူ့အသက်သခင်ဂျေဇူးရှင်ရဲ့သားသူ့ရဲ့တဲ့အတွက် ကျွတ်ကျွတ်စူအောင်ကိုဒေါသထွက်ကအဆွေပါကို ဖြန်းကနေလှမ်းချလိုက်သည်။ဤညနဲ့အာမရသည်။နေငါးရှေ့မှာငါးဧည့်တွေကိုဒီလိုဆဲရသလားဟုတ်ဆိုပြီးတော့သူ့အပေါ်အင်ဂျီထဲမှာအသွားတပေများရှိတဲ့တံမြောင်ကြီးထုတ်ကအဆွေရဲ့လမ်းမောင်းကိုဖမ်းလိုက်လိုက်သည်၌သူမသည်ဆက်ဆက်တုံရဲ့ အမလေးအကိုကြီးရဲ့ဆမအမတ်တမတ်သတိပြစ်သွားလို့ပါ ချမ်းသာပြီးတော်မူပါအကိုကြီးရဲ့ရှ िख ိုးပါရဲ့အီမာကိုုံဆိုသူကအဆူရဲ့လက်ကိုလှုပ်လိုက်ပြီးတော့ဟွန်းငါဘသူလဲဆိုတာကိုနေ့ကိုပြသွားရအောင်မယ်ဟုဆိုကတမျောင်းအနှောင်းနဲ့ဇပွဲကို ဖြောင်းခနဲခုတ်လိုက်တယ်ဇပွဲပေါ်ကခင်းထားတဲ့မှန်တွေကအစိမ့်စိမ့်အမောင်မှာကွဲသွားလိမ့်တယ် ရှင်းနိုင်ရန်ကုန်မြို့တရုတ်တန်းမှလူများကိုပင်အပြောင်ရှင်းလေးရှိတဲ့တရုတ်ကြီးများရှိကြောင်းကြားပူးနေသောကျွန်တော်တို့မှမူတာကလေးပင်ဖယောက်သွားမှမသိရင်တထိတ်ထိတ်ခုံနေပါတော့သည်မင်းတို့ကလေးယောက်တည်းဟိုတယ်တစ်ခုလုံးတရုတ်တွေကအများကြီးသို့တော့တရုတ်သုံးလေးယောက်ပြုံပြုံချိုင်းတိုင်းပြေးလာတဲ့အခါ၌ကိုဦးမျက်နှာသည်အိမ်ရီရလာစွာနဲ့တရုတ်တယောက်နာမည်ကိုခေါ်လိုက်ပြီးတော့ဟိုဘက်ကနဲ့ဒီဘက်ကကစပွဲမှာကြားသမျှတွက်ချင်တာတွက်မတွက်ချင်နေငါမပေးဘူး ထိုတရုတ်သည် ပြူးပြူးပြပြနဲ့ဟာကိစ္စမရှိပါဘူးဆရာနှုတ်ပြီးတော့မင်းတို့ဟိုတယ်ကကောင်မတွေကိုလည်းဘလူလူဘလူဆက်ဆံရမလဲဆိုတာသင်ထားအောင်ကောင်းပါပြီဆရာအေးငါဒါပြောချင်လို့ဒီစပွဲကမှန်ကိုတနောင်းနဲ့ထုပြီးတော့မင်းတို့ကိုခေါ်လိုက်တာကဲငါတို့သွားတော့မယ်သူကရှေ့ကဆင်း၍ကျွန်တော်တို့ကနောက်ကလိုက်တင်လာရဲ့ကျွန်တော်မှကြောချမ်းပြီးတော့ပဲနေခဲ့ရတော့တယ်ဒီလူဘာကြောင့်များဒီလောက်ဘူးကြရပါလေဒီကဲလူပါပဲ ။သို့တော့ဤများတဲ့ကျွန်တော်သူ့ကိုချီးမွမ်းမိသည်မှာစောလာပြီးသည်။နောက်ဆက်တွဲရှိပါသေးတယ်။ကြည့်ပါဦး။ဟိုတယ်ရောက်ရောက်တည်နိုင်တကစီကားတစီးကိုတွေ့ပြီးတော့ကိုုံးကကားဟုံးကိုဆက်ကဆက်ကနှိပ်လေရာဟိုတယ်သုံးတက်ပေါ်မှာတကားတစ်ခုပွင့်လာပြီးတော့ကားမအားဘူးဗျ။ဆိုပြီးတော့တကားပြန်ပိတ်သွားသည်ဤတွင်ကိုုံးကအောင်မယ်ငါမများမအားဘူးပြောရလားဒီကောင်ဘသူများပါလိဖို့ပြောလေရဲ့သူ့လက်နဲ့ဖြစ်ထားတဲ့ ဟွန်ကရောဘောလုံးကိုဖြက်ကနေဆွဲလိုက်ကတံမြောင်နဲ့စုတ်ကနေထိုးလိုက်ပြီးတော့ဒီကောင်ကိုခုညပဲဆုံးမရမယ်လာသွားကြစုပေ90ထိတက်စီတစည်းရောက်လာဒီနိုင်ကိုအုံးအားဆရာဆရာနဲ့ကားဒရိုက်ဘာတွေဝိုင်းလာကြလျက်ဆရာဘာလို့ရှိပါသလဲဘာကိစ္စရှိပါသလဲဆရာသွားဟိုတဲ့အောက်ကတက်စီကဘသူမောင်းလာလဲဆိုတာသွားကြည့်စမ်းဒရိုက်ဘာတယောက်တုတ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 ်နဲ့ပြေးသွားပြီးနောက်ပြန်ရောက်လာကဘာတင်ပါဆရာ ေးဒီကောင်ကိုခုည2နာရီ50လာရမယ်လို့ပြောလိုက်ကောင်းပါပြီဆရာအေးနောက်ပြီးကိုုံးဒီကျွန်တော်နဲ့အပါကိုလှမ်းကြည့်ကမင်းတို့ခုညအိမ်မပြန်ချနိုင်တော့ကွာငါတို့စီမှာပဲအိတ်ပါ ဟုပြောပြီးတော့လူတရားကိုလက်ညှိုးထိုး၍ဟဲ့ထုံးညော့ထိုးသူသည် အလွန်တက်လက်ဖြက်လက်စွာနဲ့ရှေ့သူ၍လာကရှေ့ဆောင်ရက်ပြီးတော့ဆရာဒီနန်းရုံးကကျူကျူနဲ့အဆွေကိုနိုင်ဝက်အတွင်ငါတို့အခန်းထဲပို့ထားလိုက်သိလား ကောင်းပါပြီဆရာထို့နောက်လူတယောက်ဘက်ကိုလှဲ့ကဟဲ့ဘာတော့ဟုတ်ကဲ့ဆရာမီးလင်းနေတဲ့ညာလုံးပေါက်ဆိုင်တစ်ခုကိုညှော်ပြပြီးတော့ဟိုဘက်ကအကျုပ်ဆိုင်ကိုသွားစမ်းကျုပ်အလုံး40ဖားလိုက်ယူပြီးရင်ငါးစီပို့ခိုင်းနှုတ်ပြီးရင်စားကန်ကြီးတထုပ်လဲယူခဲလို့ပြောလိုက်ကောင်းပါပြီဆရာကဲတို့သွားမယ်ကာတစီတက္ကနာအတွင်း၌ကာတစီကျွန်တော်တို့အန်လေးကိုရှောက်လာကတကားဖွင့်ပြီးနေပြီ။ ကားသည်ပေ90အထိမ်မှကားသည်ပေ90အထိမ်မှဒါလဟုစီလန်းအတိုင်းမောင်းခဲ့ရာလမ်းမတော်ကိုချိုးသည်ထို့နောက်ဂျုံကြည်လန်းနောက်ဖက်ကိုမောင်းခဲ့ရာ YMBA အသင်းထအန်ဒီ၌ကိုအုံးမှရုတ်တရက်အရေးကြီးတုတ်ပြအတန်းဖြစ်လာလျက်ဟေ့ရက်တော့ကွာဒီမှာပဲဒူဆင်းမယ်ရန်ကုန်မှာတရောက်ပို့ကြနေတဲ့ကိုအုံးကြီးနောက်မှာကျွန်တော်တို့ကရင်မောက်ရိုက်လိုက်ခဲ့ကြသည်။သို့တော့ကျွန်တော်တို့အံ့ဩရသည်ကယခုအချိန်၌ကိုအုံးမှာတမူပြောင်းပြီးတော့နေကြပြီ။ မင်းထိုင်တယ်လဲနေတဲ့တရုတ်လက်ဖက်ဆိုင်ရှေ့မှာသင်္ကန်းဝတ်သူနှုံနဲ့လူကြီးတယောက်အရက်တောင်းနေတော့ဇဝဲဝိုင်းအနည်းတို့ရောက်ခဲ့ပြရ၌ပေ90ထိပ်ကလူတတရှေးပြင်ဖြစ်ခဲ့တဲ့ကိုုံးကယခုယုံလေးလို့ကြုံကြုံဖြစ်သွားပြီးတော့ကျွန်တော်တို့ကပါတိုးတိုးတိတ်တိတ်နေကြရင်အမှုရာပြပြီးတော့ကုန်းကုန်းကလေးလမ်းလျှောက်ကြရသည်မနီးမဝေးနိုင်တခြားဇဝဲတစ်ခုရောက်မှကျွန်တော်တို့လူတိုင်းတိတ်ဆိတ်စွာထိုင်ကြသည်ဘယ်နဲ့တော့ကိုလူ ချင်းသေးကနေပြီးတော့ရှုံကလေးဖြစ်သွားရတာကိုအောင်သည်အရန်တောင်းနေသောတန်ငန်းဝယ်နှုတ်ကိုပင်ယူသေးတယ်လို့သို့မဟုတ်ကရုံးစတောင်းနဲ့အသက်50ခန့်လူကြီးကိုပင်ကြောက်ရွံ့တယ်လို့ထိုလူကြီးကိုမီးရောင်တစ်ချမ်းနဲ့အမောင်ဘက်ကနေပြီးတော့ဘေးတိုက်ကျွန်တော်မြင်ရသည်ပေါ်လွင်သောနာကန်ခိုင်ခံသောမီးယူပြီးရသောနှခမ်းများရှိသည်ကျွန်တော်တို့ယခုတိုင်နေရသည်မှာ15မိနစ်မြောက်ကျော်ပါပြီကိုအောင်၏အမူအရာကြောင့်ဘသူမှဘာမှမပြောပြင်လာပါပြီ ထို့ပြင်ကျွန်တော်တို့မှာကိုအမိထုတ်ခဲ့တဲ့ကျူကျူအဆွေနဲ့ကျဲဦးစားကန်စီတို့ကိုတန်တာမိ၍သူ့ကိုလက်တို့ပြီးတော့ကိုဒီမှာဘာလုပ်နေရလဲဗျသွားကြစို့ဗျာ။အိုးနေုံကွာဆရာကြီးဘာပြောမှမသိသေးဘူး။ဟုဆိုပြီးတော့ထိုလူကြီးကိုမင်းငော့ပြသည်။ကျွန်တော်ကဒီလူကြီးကဘာသူမှုတ်လို့လဲ။မင်းနာမည်မကြားဘူးလား။ကျွန်တော်ချက်ချင်းတရိယာ၍လမ်းမတော်ဖိုးတုတ်ဆိုတာလား။ ကိုအောင်သည် သူ့လက်ခံကိုလက်ညှိုးကလိုက်ပြီးတော့တူတူမောင်ဆယ်မိနစ်လောက်ကြာမှထိုလူကြီးကကိုအောင်ကိုလှမ်းကြည့်ပြီးတော့မောင်အောင်ကိုအောင်စိတ်ကနေရှက်လိုက်ကဟုတ်ကဲ့ဆရာကြီးခုညဗာများအကြောင်းထူးတယ်လေဟိတ်မထူးပါဘူးဆရာကြီး အေးဒါဖြင့်သွားတော့ဟုအမိန်ပေးလိုက်ပါမှာကျွန်တော်တို့ဒီကျူကျူအဆွေတို့နဲ့ပြောပါရဲ့ YMB ရဲ့အတင်းတိုက်တို့ရုံးခဲ့ကြရတော့ဤ